မင်္ဂလာပါဒီနေ့ရဲ့ဇလံလေးကယောက်ျား Prime Predator တို့ရဲ့မိခင်ဂျိုကနေစတင်ပါတယ်ကလန်ရဲ့အားနည်းဆုံးလို့သတ်မှတ်ခံရတဲ့ Deck ဟာသူ့ရဲ့ဂုံတိုက်ခါကိုပြန်လည်ရရှိဖို့အတွက်တခုတည်းသော အခွင့်အရေးကိုရခဲ့တယ်အဲ့ဒါကတော့ Bear Predator မှအနိုင်မယူနိုင်သေးတဲ့ Carlos လို့ခေါ်တဲ့ Andy ရဲ့အကြီးဆုံးတပ်တော်ကိုမရဏဂျိုဂျန်နာပေါ်မှာအမဲလိုက်ဖို့ပါပဲဒီလိုနဲ့သူတို့နှုတ်ဦးဟာမဖြစ်နိုင်တဲ့မာမိတ်အဖြစ် ကန်နာရဲ့အန်ဒီအများဆုံးနေမျိုးကို ဖြတ်တန်းကြရပါတော့တယ်ဝေလန်ယူတနီကော်ပိုရေးရှင်းဟာကာလစ်ကိုဇီဝလက်နက်ဖီအသုံးပြုဖို့ကြံရွယ်နေပါတယ်တက်ခါသူ့ရဲ့အစ်စ်မလက်နက်တွေမပါပဲမိမိဖန်တီးနားတဲ့လက်နက်တွေနဲ့ရန်သူစစ်တပ်ကိုတယောက်တည်းရင်ဆိုင်ဖို့အားထုတ်ပါတော့တယ်တက်ခါသူ့ရဲ့မူလအရင်မှန်းချက်ကာလစ်ကိုတပ်ဖို့ကိုစွန့်လွတ်လိုက်ပြီးသူ့တံပိုးထားတဲ့မဟာမိတ်သီယာကိုကင်တင်ဖို့ရွေးချယ်ခဲ့ပါတယ် ူဟာရူးရှင်းတဲ့အမဲလိုက်သူဘဝကနေဉာဏ်ပညာနဲ့စာနာမှုရှိတဲ့ခေါင်းဆောင်တအုပ်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဂျန်နာဂျိုဟာဓာတ်ကိုဖျက်ဆီးဖို့ပို့လိုက်တဲ့နေရာဖြစ်ပင်ပဲအဲ့ဒီနေရာကပဲသူ့ကိုတကယ်ခေါင်းဆောင်တယောက်အဖြစ်ပုံသွဲလိုက်ပါတယ်။သူဟာကလန်ရဲ့သက်မှတ်ချက်ကိုကြော်လွန်ပြီးသူ့ကိုယ်ပိုင်လမ်းကြောင်းကို ဖော်ဆောင်နိုင်ခဲ့တဲ့ဂုံတိခါရှိတဲ့ယောက်ျားအမဲလိုက်သူအဖြစ် သူ့ရဲ့မျိုးနွယ်စုကို ပြန်လည်ရောက်ရှိလာပါတော့တယ် Predators Backlands ဟာ Predator ရဲ့ယဉ်ကျေးမှုကိုဖော်ပြခြင်းစွန့်စားခိုင်းအသက်တွေကိုစတင်လိုက်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်